တញင်းဒီကြော်ဖို့အတွက်ရင်ဆောင်ချက်သွန်ဖြူချက်သွန်နေနဲ့ငရုတ်တီစိမ်းထောင်းထားတာလေးကိုအရင်စီတတ်ပါမယ်စနုံမောက်လေးနဲ့ပြီးလို့ရှင်စိမ်းဆောင်ကပီအသင့်ဖြော်ထားတဲ့ဟာလေးကိုထက်ပါမယ်ပြီးတော့မှုပေးပါမယ်နော်ပစွန်6လေးလည်းနည်းနည်းထက်ပါမယ်ပစွန်6ကထက်ချင်လဲရတယ်မထက်ချင်လဲရပါတယ်ပြီးရင်အချုံမောက်လေးနည်းနည်းထက်ပါမယ် အချုံမုတ်ကလေးကတော့လက်ဖက်စာစုံနဲ့တဝက်စာလောက်ဆိုရင်ရပါတယ်နော်အချုံမုတ်ပူကြိုက်ရင်တော့နည်းနည်းပူထဲပါမကြိုက်ရင်တော့နည်းနည်းပဲ short ထဲလေးရပါတယ်ပစုံ6ပါပြီးသားမလို့ပါပြီးလို့ရှင် ပြုတ်ပြီးတော့တင်လီထားတဲ့တင်ရင်ဒီလေးတွေကိုထည့်ပါမယ်

ခုနငရုပ်ဆုံးဆုံချင်းရေလေးတွေကထည့်လိုက်ရေလေးကပွက်လာတဲ့အနေထားလေးပေါ့နော်ပွက်လာတဲ့အနေထားလေးကိုလည်းအိုးမကန်ဘူးငယ်ငယ်လေးထပ်ပြီးတော့ငုံပေးပါမယ်အဲ့ဒီမြင့်ချီတော့ကျွန်တော်လည်းလေးလေးစားချင်လို့ဆိုရင်စားဖြစ်ဖြစ်ညံပြန်ဖြစ်ဖြစ်ထွက်ပြရပါတယ်ကျွန်တော် ညံကြေးစိုက်တဲ့တောင်းညံကြေးလေးနည်းနည်းထည့်ထားပါရယ်။စောင်းမကုန်မနေညံကြေးထည့်ထားပါရယ်။ဒါဆိုလို့ရှိရင်စီပြန်ခန်းဤအနေထားလေးပါ။ဒါလေးကတော့ရေခမ်းပြီးတော့စီပြန်လာတဲ့အနေထားလေးပါ။ဒါဆိုရင်စားတောင်းလို့ရပါပြီ။